တအားတမရော PSLF DNA ကစစ်ကောင်စီကိုပြန်ပေးမဲ့ရှမ်းမြောက်ကမိုးမိတ်မြို့ကိုစစ်ကောင်စီလက်အောက်မရောက်အောင်ခုခံကာကွယ်သွားမယ်လို့မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမနေ့နိုဝင်ဘာ10ရက်မှာထုတ်ပြန်ထားပါတယ်။လက်ရှိမိုးမိတ်မြို့နယ်မှာဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေဘလို့ခက်ခဲရှိပါစေလူထုတွေနဲ့အတူရှိနေပြီးတော့မြို့ကိုလည်းစစ်ကောင်စီလက်အောက်မရောက်အောင်မဟာမိတ်တပ်တွေနဲ့အတူခုခံကာကွယ်သွားမယ်လို့ဆိုပါတယ်။ မိုးမိတ်မြို့မှာဒေသခံတချို့ထွက်ပြေးတင်းရှောင်နေကြတာရှိနေပြီးတောင်တပတ်ကအုတ်ချိုးရလုပ်ငန်းတွေဆက်လက်လဲပတ်နေတယ်လို့မိုးမိတ်မြို့တွင်မှရှိနေသူသူကရွှေဖြူမျိုးပြောပါတယ်။တရုတ်နိုင်ငံကျောင်းဝင်မှုကြောင့်စစ်ကောင်စီနဲ့တောင်တပ်တို့အပြစ်ရဖို့တဘောတူပြီးတဲ့နောက်မှာတောင်တပတ်က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုံနဲ့မိုးမိတ်မြို့နယ်ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရမှာပါ။မိုးကုံနဲ့မိုးမိတ်အခြေစိုက်တော်လရင်တပ်တွေကတော့ အတိမျိုးနှစ်ခုကိုစစ်ကောင်စီလက်အောက်မရောက်အောင်ခုခံကာကွယ်သွားမယ်လို့အတီးတီးထုတ်ပြန်ကြပါတယ်။